ဝင်ကြည့်မိကြသူအားလုံးပဲမင်္ဂလာပါဒါကတော့ဒါ 3D ကိုဒါကဏ္ဍ6လုံးနဲ့တကွင်းကြအနေထားနဲ့ယူဆကြည့်တာဒါ6လုံးစလုံးတွက်ရင်လည်းရတာပဲပေါ့ဒီလိုပဲမှတ်ပြီးတော့ယူဆလိုက်ရင်ဖြစ်တယ်ပဲဒါပေမဲ့အဲ့လိုတော့မလုပ်တော့ဘူးဒါမြန်မာနိုင်ငံနဲ့ပဲဆိုင်နေနောက်3လုံးကိုပဲဒါဘေးတွဲလေးတွေနဲ့ဆွဲလွှဲပြီးတော့ဆက်ပြီးတော့ဒါ3ချိန်ဖြစ်နေချင်ရှိတယ် ကနန်းတကွက်ဒါပဲခွန်ခွန်6ဆိုတဲ့ကနန်းဟာဒါယူဆလို့ရထားတယ်ဆိုတော့ဒါဘလို့ယူဆထားလဲဖြစ်နေကြီးရှိလားမရှိလားဒါတေချာလေးကြည့်ကြည့်ရင်တော့ဒီလိုယူဆကြည့်ထားတယ်ဒါပထမဆုံးအပိတ်အပိတ်ဖြစ်နေကြီးတလုံးဒီသုံးလုံးပေါင်းခြင်းလေးဒီသုံးလုံးပေါင်းခြင်းလေးလေးဆိုတော့၅ပိတ်အဲ့ဒီပုံစံတိုင်းပဲ သူ့အောင်တမင်ကျော်ဒုတိယအကြိမ်ဒီသုံးလုံးပေါင်းခြင်း6ဒီသုံးလုံးပေါင်းခြင်းလည်း6ဆိုတော့6ပိတ်ဒီလိုဖြစ်တာအဲ့ဒီပုံစံအတိုင်း3ချိန်ဆက်ဖြစ်ဒီသုံးလုံးပေါင်းခြင်းဟာ9ဒါကြောင့်အပေါ်2ချိန်ဖြစ်ခဲ့တဲ့အတိုင်းဒီလိုသုံးလုံး9လို့ဖြစ်မယ်ဆိုရင်တန်သူ6ပိတ်တလုံးဆက်ဖြစ်သွားမယ်ပြီးတဲ့အခါအလဲတလုံးအလဲတလုံးက ဒီနှလုံးပေါင်းခြင်းတံဘောဝငါဒီသုံးလုံးပေါင်းခြင်းတံဘောဝငါပြောတာ၆ပါလေဒီလိုဖြစ်တယ်သူ့အောက်တခွင်ကျော်ဒုတိယအချိန်မှာလဲဒီနှလုံးပေါင်းခြင်းတံဘောဝ၄ဒီသုံးလုံးပေါင်းခြင်းတံဘောဝလဲ၄ဆိုတော့၄အလဲဒီလိုဖြစ်တယ်၆လဲ၅ပဲ၄လဲ၆ပဲအပေါ်နှစ်ချိန်မှာဖြစ်တာ ဆိုတော့အဲ့ဒီအတိုင်းဆက်ဖြစ်ခဲ့ဒီနှလုံးပေါင်းခြင်းတုံညဒီတုံလုံးပေါင်းခြင်းတုံညဒီလိုဖြစ်မယ်ဒါဆိုရင်ခွန်လဲခွန်လဲ6ပိတ်ဆိုတော့ဒီခွန်ခွန်အလဲနဲ့6ပိတ်နဲ့သူကဒါအကိုကတော့တလုံးစီပဲပေါ့တလုံးစီပဲဒါယူယူစားထားတယ်ပေါ်နှစ်ချင်းဖြစ်ခဲ့တဲ့အတိုင်းဆိုတော့အပေါ်နှစ်ချင်းဖြစ်ခဲ့တဲ့အတိုင်းဒီ 6အလဲ5ပိတ်၄အလဲ6ပိတ်အဲ့ဒီကနန်းနေတွဲဆက်လို့ရတယ်ဒီလိုသူ့ကိုတလုံးတလုံးစီဖြစ်နေတာကိုပြန်ပြီးတော့တွဲမှာကျိုးနိုင်တည်မှာပေါ့ဒီလိုတွဲမှာဒီပုံစံလေးနဲ့တွဲလို့ရတယ်၃ချိန်အထိတွဲလို့ရတယ်သူကဒီမှာဒီ၃လုံး6ဒီ၃လုံး6ဆိုရက်က6အလဲ5ပိတ်ဟာဒီလိုဒီလို ပြန်တွဲသွားအတွဲလိုက်ဖြစ်သွားတလုံးတလုံးစီယူဆထားတာအတွဲလိုက်ပြန်ဖြစ်သွားတယ်အဲ့ဒီပုံစံအတိုင်းပဲဒီသုံးလုံးပေါင်းခြင်းငါဒီသုံးလုံးပေါင်းခြင်းငါဒီလိုဆိုတော့လဲတလုံးတလုံးစီဖြစ်နေတယ်ခဏနှလုံးဟာဒီလိုပြန်ပြီးတော့တွဲတွဲဆက်လို့ရတယ်အဲ့ဒီပုံစံအတိုင်းပဲသုံးချိန်ထိဒီမှာ ုံးချိန်အထိသူကအဲ့ဒီလိုတွဲဆက်လို့ရတယ်ဒီတော့လုံးတုံညာဒီတော့လုံးတုံညာကနနေရဆက်တူနေဒီမှာလဲ606သုံးလုံးကိုဒီမှာလဲ606သုံးလုံးကိုပြီးတော့ကို606သုံးလုံးတုံညာကို606သုံးလုံးတုံညာဒါမျိုးလေးတွေအတူတူလေးတွေဖြစ်နေတယ်ဒါဟိုတက်ဆိုင်မှုပေါ့ဒီကတော့ ပေါင်းချင်းတန်ဖို့ကိုပဲအဓိကဥစားပေးပြီးယူတယ်။ဆိုတော့ဒါ၃ချိန်မြောက်အထိလဲဒါခွန်ခွန်အလဲ6ပိတ်တီးကြယူစားထားတဲ့ခဏနှလုံးမှာဒီပုံစံနဲ့ဒါအပေါ်နှစ်ချိန်အတိုင်းတွက်ဆက်လို့ပုံစံတူဆက်မိသွားတယ်။ဆိုတော့ဒါသူအထာကြတယ်။ပြီးတဲ့အခါထိတ်တလုံးကျန်တယ်။ထိတ်တလုံးကိုဒီလိုယူစားလို့ရတယ်။ဒီတလုံးပေါင်းခြင်း၄ ဒီသုံးလုံးပေါင်းခြင်းလေးဆိုတော့ရှစ်ထည်အဲ့ဒီပုံစံအတိုင်းပဲဒီသုံးလုံးပေါင်းခြင်းခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ဒီလိုသုံးလုံးပေါင်းခြင်းတန်ဖိုးနှစ်ခုတူညီမှုလေးဒီပုံစံလေးနဲ့ဖြစ်ပြီးတော့ရှစ်ထည်6ထည်ဒီဖြစ်ထားတယ်အဲ့ဒီပုံစံအတိုင်းသုံးခြင်းဆက်ပြီးတော့ယူဆရင်ဒီသုံးလုံးပေါင်းခြင်းတုံညာ ဒီသုံးလုံးပေါင်းခြင်း၃ရက်ဒီလိုဖြစ်မယ်ဆိုတော့ခွန်ထိတ်ကိုထည့်ရင်ဖြစ်သွားတယ်ဆိုတော့ခွန်ထိတ်တလုံးခွန်ထိတ်ကဒီပုံစံတစ်ခုတည်းမကောက်သူကနှမှုစုံလေးနဲ့သုံးချိန်အထိပဲသူကနှမှုစုံလေးနဲ့ယူဆလို့ရတယ်ဒီသုံးလုံးပေါင်းခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ဒီလိုတွင်မှုနဲ့လဲရှစ်ထိတ်ဖြစ်တာ သူ့ဟာတပွင့်ကျော်ဒုတိယအကြိမ်မှာလဲဒီ၃လုံးပေါင်းခြင်း6ဒီ၃လုံးပေါင်းခြင်း6၃လုံးပေါင်းခြင်းတပ်ဖို့နှစ်ခုဒီပုံစံနဲ့လဲဒီပုံစံနဲ့တူညီမှုဖြစ်ပြီးတော့လဲ၈ထိပ်၆ထိပ်ဖြစ်ထားတာပဲနမူဆုံးဖြစ်နေတယ်၃ချိန်အထိအဲ့ဒီနမူဆုံးစည်းမှုရှိတယ်ဒီ၃လုံးပေါင်းခြင်း၃ညဒီ၃လုံးပေါင်းခြင်း၃ညာ ခွန်လေးကို3039600303ဆိုရတာခွန်ထိတ်ဟာနမောဇောကတိဆက်ပြီးတော့ဆင်းလာတယ်ပြီးဆိုရတာနောက်နှလုံးတွဲနဲ့ထိတ်နေတာလွတ်နေတယ်လွတ်နေတာသူ့ဝင်လာတာနောက်နှလုံးကိုတွဲတယ်လို့နောက်နှလုံးနဲ့ဒီထိတ်တလုံးနဲ့ထပ်ပြီးတော့တွဲလို့ရတယ်သူကတည်လို့ဒီလိုလေးတွဲရင်အတွဲမိတယ် ဒီမှာဒီ၃လုံးပေါင်းခြင်းတန်ဖိုး6ဒီ၃လုံးပေါင်းခြင်းတန်ဖိုး6ဆိုတော့၈ထိတ်နဲ့6ပဲလဲတွဲမိသွားတယ်ဆိုတော့ကဏ္ဍ၃လုံးက၁၀၁၀ထဲဖြစ်သွားတယ်ရှစ်ချောင်းကဒီလိုဖြစ်သွားအဲ့ဒီပုံစံအတိုင်းပဲဒုတိယအချိန်မှာလေဒီ၃လုံးပေါင်းခြင်း6 ဒီတောင်းလုံးပေါင်းခြင်း6ဆိုရက်ခါ6ထိတ်နဲ့၄အလင်းနဲ့ဟာပြန်တွဲမိသွားတယ်တစ်ဆက်တစ်ဆက်တည်းဖြစ်သွားတယ်ဆိုရတာဒါအားလုံးကိုတွဲဆက်လိုက်မယ်ဆိုရင်ဒါအတွဲလိုက်လေးဖြစ်သွားတယ်6လေး6ဆိုပြီးတော့အဲ့ဒီပုံစံတိုင်းပဲ၃ချိန်အထိတွဲလဲအထာကြကြအတွဲမိတယ်ဒီတောင်းလုံးပေါင်းခြင်း2ဒီတောင်းလုံးပေါင်းခြင်းအလဲ2ဆိုတော့ ခေါ်ထိတ်နဲ့ခွန်လဲနဲ့ဆက်ဆက်ပြီးတော့အတွဲမိသွားဆိုတော့အားလုံးကဒါတွဲချုပ်လိုက်တယ်လို့ဖြစ်သွားတဲ့အခါခွန်ခွန်6ဆိုတဲ့ကဏ္ဍတစ်ခွက်ပုံပေါ်သွားတယ်ဒါ၃ချိန်၃ချိန်ဖြစ်တခွင်ကြားအနေထားနဲ့၃ချိန်ဖြစ်ယူဆထားတာအပေါ်၂ချိန်ဖြစ်ခဲ့တဲ့အတိုင်းအားလုံးတွင်ညီမှုနဲ့ဒါလိုက်ပြီးတော့မှပေါင်းဆက်လိုက်ရင်ဒီမှာ665ဆိုပြီးတော့ဒါကဏ္ဍတစ်ခွက် ပုံပေါ်သွားတယ်646ဆိုပြီးတော့ခဏတကွဲပုံပေါ်သွားတယ်အဲ့ဒီပုံပေါ်သွားတဲ့ပုံစံအတိုင်းပဲ၃ချိန်မှာလိုက်ပြီးတော့ပုံဖော်ကြည့်တဲ့အခါမှာ996ဆိုတဲ့ခဏဟာပုံပေါ်လာတယ်ဆိုတော့ဒါဒီအတိုင်းဆက်ဖြစ်ရင်996ဆိုတဲ့ခဏဖြစ်သွားမှာပဲဖြစ်နိုင်ခြေရတော့ကောင်းနေတာပဲအချိန်ဆက်မိနေတာပဲ996 ဆိုတော့ဒီခွန်ခွန်ချဆိုတဲ့ကဏ္ဍယူဆမှုပါကဏ္ဍနေကိုဒါထိတ်နှလုံးနဲ့ပိတ်နှလုံးနေကိုဒါတွဲဆက်မှုပုံစံလေးတစ်ခုပါထပ်ပေါ်လာတယ်ဆိုတော့ရှင်းနှလုံးပေါင်းခြင်း၄နောက်နှလုံးပေါင်းခြင်း၃ဆိုတဲ့မူကြမ်းလေးတစ်ခုလည်းထွက်လာတယ်ဒါဆက်ွက်ဆက်ွက်မှုပဲဒီဆက်ွက်မှုတွေရမှာဖြစ်နေကြည့်အကောင်းဆုံးဆက်ဆက်လို့ရတာခွန်ခွန်ချခွန်ခွန်ချဆိုတဲ့ဒါကဏ္ဍတစ်ခု သူကရှင်းနှလုံးပေါင်းခြင်း၄နောက်နှလုံးပေါင်းခြင်း၃တဲ့ဒါကွတိပုံဖော်ကြည့်လို့ရတဲ့ခဏတစ်ခွက်ဆိုတော့ဒီရှင်းနှလုံးပေါင်းခြင်း၄နောက်နှလုံးပေါင်းခြင်း၃ဆိုတာအခြားခဏအနေနဲ့လည်းသူဟာဒီမူစနစ်အရဆက်ပြီးတော့ဖြစ်နေချင်ရှိနေတာကိုထက်ထားတဲ့ခဏနေမဟုတ်ခဲ့ဘူးအခြားခဏအနေနဲ့ပေါင်းစပ်ပြီးတော့ဒီမူချမ်းအသက်ဝင်သွားမယ်ဆိုရင်လည်းသူဟာဖြစ်နေချင်ရှိနေတယ်ဆိုတော့အကောင်းဆုံးကတော့ခွန်ခွန်6ပဲ ါလေးတွေရလဲလိုအပ်မထင်လို့ထည့်ပေးလိုက်တယ်ရှင်းနှလုံးပေါင်းလေးနှလုံးပေါင်း၃တင်း၃ညာနိနိတင်း၃တင်းနိလေ၃ညာ၃၅ကိုလေ၆ရှင်းငါပြီးတော့ခွန်ခွန်၆ကဒီမှာအပြင်ထုတ်ထားပြီဆိုတော့၈၆ခွန်၈၆ခွန်ပြီးတော့၈၆ ကိုငါရှိဒီလိုကနန်းကိုကွက်နောက်ထပ်ဒီမူစနစ်နဲ့ပေါင်းစပ်ပြီးတော့ဖြစ်နေကြရှိတဲ့နောက်ထပ်ကနန်းကိုကွက်လည်းရှိသေးတယ်ဆိုတော့ဒီခွန်ခွန်6ကတော့အကောင်းဆုံးပဲသူကတော့အကောင်းဆုံးပေါင်းစုံမှုဆက်ဆက်မှုအကောင်းတဲ့ကနန်းတကွက်ဆိုတော့ဒီခွန်ခွန်6တကွက်တော့ထိုးခြင်းရင်ထိုးကျန်တဲ့ဟာတွေတော့ထိုးခြင်းမှထိုးဒါကဒါ ဒီကနက်နေလက်ကျုံးဝင်နေဆိုတော့သိအောင်ထည့်ရေးပေးလိုက်တာဆိုတော့ဒီထဲမှာကိုကြိုက်တဲ့ break break လေးရှိရင်လည်းဒါထည့်ထုတ်ပေါ့ပြီးတော့ထိတ်တို့အလဲတို့ဒါမျိုးလေးတွေကိုကောင်းမှထင်းတဲ့ကနက်လေးတွေတွေ့ရင်အဲ့ဒီကနက်လေးကိုဒါအရန်သဘောလေးယူပြီးတော့ဖြည့်ဆွထိုးလိုက်ပေါ့ဒီလိုအသုံးပြုလို့ရတယ်ဒါဟာဒါယူဆကြည့်ထားတဲ့ဖြစ်နေချေဘာဖြစ်မလဲဆိုတော့ဘယ်သူမှမသိဘူးဖယားနဲ့ရဟန္တာပဲသိမှာ ိဗတ်စကုညာအပင်ညင်နေတဲ့ဂျိုးကြည့်ပြီးတော့ဂျိုးတိပြီးတော့ဒါမျိုးပဲပြောလို့ရတာမလူတွေရတော့မသိဘူးဖြစ်နိုင်ခြေပဲရှာလို့ရမှာဆိုတော့ဖြစ်နိုင်ခြေကောင်းတာခွန်ခွန်ချယူဆပြီးတော့ရွေးချယ်လိုက်တယ်ယူဆတဲ့ယူဆထားတယ်လို့ပဲသုံးချိန်ကွတ်တိဆက်ပြီးတော့ဖြစ်ပါစေတက်တက်ကြပြီးတော့ကံကောင်းပါစေကံကြီးကြီးကောင်းပါစေဆုတောင်းပေးပါတယ်ဒီ၁၉ချိန်မှာ တတကွက်မိပါစေထပ်ပြီးတော့ဆုတောင်းပေးပါရယ်ကျွန်တော် channel ကို subscribe မလုပ်ထားရသေးလို့လုပ်ထားခြင်းနဲ့ဆိုရင်လုပ်ထားပေးပါ ဖြစ်နိုင်မယ်ဆိုရင် VPN ခံပြီးတော့ကြည့်ပေးပါတိတ်တိတ်ချာချာနားလည်အောင်ကြည့်ပြီးတဲ့အခါမှာရွေးချယ်သုံးပါကံကောင်းကြပါစေဆုတောင်းပေးပါရယ်